တခါတော့ငါနဲ့ဘုရားတပားနဲ့အမေဇုန်ဘီရင်မတို့ညာပြီးတော့မောင်ချော်ခဲဆိုတဲ့သားလေးတယောက်ဖာမြင်ခဲ့တယ်။နဘုရားနဲ့လူနဲ့ဆက်မွေးထားလေတော့မောင်ချော်ခဲလေးရာမိကလေးကဆင်ပြောင်ကြီးလို့တန်မာနဲ့အစွမ်းနေပိုင်ဆိုင်ခဲ့တယ်။အားနဲ့သားအရင်မာနေမွေကိုလေပဲညက်တတ်နိုင်နေပြီဖြစ်ပါတယ်။ဒီလိုနဲ့မောင်ချော်ခဲလေးရာအရွယ်ရောက်လာတဲ့အခါမှာလေကိုတဲ့ဆယ်စားလောက်ကြီးတဲ့တတဝါတွေကိုတော့အနိုင်ယူနိုင်ခဲ့တယ်။ဒါနာဟီလာတတဝါဆိုများကိုနိုင်နေနိုင်ခဲ့ပြီးမောင်ချော်ခဲရဲ့ဂုံတင်းဟာလူအများကြီးမှာပြန့်နှံ့လာတယ်။ဒီလိုကြောင့်ကြားလာခြင်းကလည်းမောင်ချော်ခဲတယောက်ထဲကြောင့်တော့မဟုတ်ပါဘူး။ တိုက်ပွဲတိုင်းလက်ကြည့်စရာမလိုအောင်မောင်ချောက်ခဲဖုံမှာတစ္ဆာရှိကြတဲ့အပေါင်းပါတဲ့ကြောင့်ဒီချိန်ကြီးကြီးကိုရောက်ရှိခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့မောင်ချောက်ခဲတို့ဖွဲ့မှခံယူချက်တစ်ခုရှိပါတယ်။သူများတွေကတရားမျှတမှုထားတိုက်ခဲကြပေမဲ့မောင်ချောက်ခဲတို့ကတော့ရှင်မေရတနာတွေတော့ပဲတိုက်ခိုက်ကြတယ်။အကြောင်းကားတော့သူတွေထူးထူးမရှိပါဘူး။ကိုချမပဲကိုစားရမှာမို့လို့ပါ။မောင်ချောက်ခဲတို့ကအလွန်ဈေးကြီးတဲ့ဈေးစားအဖွဲတစ်ဖွဲဖြစ်ပါတယ်။ဒီနေ့မှာတော့ဒီလိုဈေးကြီးတဲ့ဈေးစားအဖွဲကိုအမျိုးသမီးတအူးကလာရောက်ငားရမ်းတယ်။မောင်ချောက်ခဲတို့ကမှလာငားရတဲ့အကြောင်းရင်းကတော့စစ်ပွဲတစ်ခုအတွက်စစ်ကူလာခေါ်ခြင်းဖြစ်ပါတယ်။ ောင်ကျော်ခဲတို့ဟာကြေးစားရေးဆိုပေမဲ့လည်းဘတော်မသူများစစ်ပွဲတဲကိုဝင်ပါလိမရှိကြပါဘူး။ဒါပေမဲ့လည်းအမျိုးသမီးကစစ်ပွဲကြောင့်ပြည်သူများဒေချေပြက်စီးနေပြီးဖြစ်ကြောင်းနဲ့တောင်းတလောက်ပေးမိဖြစ်ကြောင်းနဲ့ပြောကြားတယ်။အောင်ကျော်ခဲတို့လည်းမငင်းသာတဲ့အောင်သူ့လေးချိန်၂ဆလောက်ရှိတဲ့ရွှေလေးချိန်အောင်နဲ့ဈေးတက်သွားပြီးဝန်နူးဆိုတဲ့အတိုင်းပြည်လေးကိုရောက်ရှိလာတယ်။အောင်ကျော်ခဲလာပြီးဆိုတော့တိုင်းသူပြည်သားတွေကလည်းမင်းသားလာတယ်လို့ကိုထွက်ဆက်စုကြတယ်။ဒီလိုနဲ့ဘရင်စီကိုခစားဝင်ရောင်းရဲအောင်ကျော်ခဲသူလူတွေနဲ့တယောက်ချင်းမိတ်ဆက်ပြီးတယ်။အဖွဲထဲမှာတစ္ဆာကန်ဖိုက်တာနှစ်ယောက်ဗီဒင်းဆရာနဲ့အမေဇုံသူလေးတို့ပါဝင်ကြတယ်။ အဖွဲထဲမှာမင်္ဂလေးပါလို့အတင်သေးနေတဲ့ဘရင်ကိုလည်းအမေဆုံးသူလေးပါဆိုတာကိုကြိုတင်ပြသထားလိုက်ပြီးဒီလိုနဲ့ဘရင်လည်းစစ်ကူတောင်းရတဲ့အကြောင်းရင်းကိုရှင်းပြတယ်။ယင်းတစ်ပိုင်းလူတစ်ပိုင်းနဲ့လူတွေဦးဆောင်တဲ့ဘဒူးတက်ကြီးဟာရွာတွေကိုတခုပြီးတခုမီးရှို့ရင်းစတင်သိမ်းပိုက်လာတယ်။ဒီဘဒူးတက်ကြီးကြောင့်တည်ကြည်ခဲ့ရတဲ့ရွာသားတွေကလည်းမနေတော့ပါဘူး။မကြောက်ခဲလို့လေရန်သူကဒဏ္ဍာရီတာမြင်းတစ်ပိုင်းလူတစ်ပိုင်းနဲ့ဆိုတော့ပို့ပြီးတော့လဲဆက်ဝင်စားသွားခဲ့တယ်။ ဒီလိုနဲ့မောင်ကျော်ခဲတို့တပ်ဖွဲ့ဦးဆောင်မီဝါနုတပ်သားတွေအကုန်လုံးကိုတိုက်ပွဲအတွက်လေ့ကျင့်သင်ကြားပေးတယ်။အရင်နဲ့မတူတဲ့သင်ခန်းစာတွေကိုပဲလေ့ကျင့်ရပြီးခက်ခဲချမ်းသာတဲ့လေ့ကျင့်မှုတွေကိုပြုလုပ်ရတယ်။တနေ့ကျတိုက်ပွဲအတွက်အဆင်သင့်မဖြစ်သေးခင်မှာပဲဘလူးတက်ကြီးရွာတရာစီကိုချီတက်လာတယ်ဆိုတဲ့သတင်းကြားလိုက်ရတယ်။မောင်ကျော်ခဲတို့လည်းဘာမှအဆင်သင့်မဖြစ်သေးပေမဲ့ပြည်သူတွေမထီးခိုင်အောင်အများဆုံးချီတက်လိုက်ကြတယ်။ဒါပေမဲ့မောင်ကျော်ခဲတို့အရန်တော့ကြသွားခဲ့ပြီးဖြစ်ပါတယ်။ရွာတစ်ခုလုံးမိလောင်ပြက်ရှိနေပြီးရွာသူရွာသားတွေလည်းတေးချင်းနေတာကိုတွေ့ရတယ်။ဒါပေမဲ့အလောင်းတွေကလွန်ခဲ့တဲ့3လရက်လောက်ကအလောင်းတွေဖြစ်နေမှမောင်ကျော်ခဲတို့သတိထားမိသွားပြီးထောင်ချောက်ထဲဝင်သွားမိမှန်းသိလိုက်ရတယ် ကျင်းစလိုပဲအဝီစီတဲ့ဝင်ပုံးနေတဲ့ဘလူးတက်ဖွဲ့ကြီးထွက်လာပြီးဘရင်ကိုအလေးဝင်တိုက်ကြတယ်။ဘလူးတက်ကအင်အားများလွန်းနဲ့ပြင်မောင်ချောက်ခဲတို့တက်ကလည်း ready မဖြစ်သေးတော့အကြရှုံးနေတဲ့အလွန်ကိုမပြခဲ့ပါဘူး။ဒါပေမဲ့လေဝါနူးလိုဘမမောင်ချောက်ခဲကြီးတယောက်တုံးရှိနေပြန်တော့ဘလူးတွေပဲဖိကျူအောင်ဖက်ပြေးသွားရတယ်။ဘလူးတွေပြန်ဆုတ်သွားတဲ့ဆိုပေမဲ့ဝါနူးတက်သားတွေလည်းအများကြီးပိတ်ဆက်လိုက်ရပါတယ်။ဒါတောင်သူတို့ရဲ့ဆရာလူတစ်ပိုင်းမြင်တစ်ပိုင်းကောင်းလည်းမပါသေးလို့ဆိုပြီးဘရင်ကလည်းစိတ်ဓာတ်တွေကျနေလျက်ရှိတယ်။ဒါပေမဲ့လေမောင်ချောက်ခဲကတော့သူ့မသားပြင်ဆင်ခြင်းအပြေအဝါရှိရင်နိုင်ကိုနိုင်ရမယ်ဆိုပြီးဘရင်ကိုဂရိပေးလိုက်ပြီ။ ောင်ကျော်ခေဟာညာဘက်ဒီမှာမိမနဲ့ကလေးပြည်သူကိုတမိရဲမြင်ကွင်းနေခဏခဏမြင်မှန်းသိရှိတယ်။တကယ်တော့မောင်ကျော်ခေဟာအရင်ကတိုင်းပြည်တပီရဲ့သူရဲကောင်းတူပါအရင်ရဲ့အားကိုရဆုံးသူရဲကောင်းဖြစ်ပြီးတိုင်းသူပြည်သားများကလည်းမောင်ကျောက်ခဲကိုအလွန်ချစ်ခင်ကြတယ်။ဒါပေမဲ့တနည်းမှာတော့မောင်ကျောက်ခဲကဘာရဲကြောင့်မှမသိသူ့မိမနဲ့ကလေးတွေကိုသူကိုယ်တိုင်ပဲပြန်တက်ခံမိတယ်။မောင်ကျောက်ခဲဒီကိစ္စတွေပါတစ်ခုမှကိုမမမီခဲ့ပေမဲ့လည်းအညာရဲ့ဆွဆွဲမှုကြောင့်တိုင်းပြည်ကနေပြည်နယ်တန်ပေးခံခဲ့ရတယ်။ အကစားလို့မောင်ကျော်ကကြီးစားသူရဲကောင်းဖြစ်လာခဲ့တာဒီနေ့ဒီချိန်ဒီပဲဖြစ်ပါတယ်ဒီလိုနဲ့ဝါနူးတပ်သားတွေလည်းအရင်ကပိုပြီးခတ်ခဲ့တဲ့လေချင်းကန်တွေကိုတင်ကြရတယ်အရင်ကတုံးနေတဲ့ main china ချက်ဝဲတစားတွေကိုဝဲပလိုက်ပြီးမောင်ကျော်ကရဲ့ limited edition တွေကိုပဲအသုံးပြုစီရတယ်ဒါဟုတ်ဝါနူးစတူကြီးတယောက်ကလည်းခိုင်ခိုင်လာခိုင်ခိုင်လာလုံးနေလို့ပစိန်တွေပါခုတ်ပြလိုက်ရတယ် ဒီလိုနဲ့ရပ်ပိုင်းလောက်ကြတော့တစ်ဖက်ဘလူးတစ်ဖက်ကနေစတင်ဆွေးကြညာတယ်။အောင်တော်ခဲတို့ကလည်းစစ်ပွဲအတွက်အားလုံးပြင်ဆင်ပြီးပြီဆိုတော့ရှိသမျှလန်နဲ့အင်အားတွေစုပြီးစစ်မြေပြင်ကိုထွက်လာခဲ့ကြတယ်။မကြောက်ခဲလို့လေမြင်းတပိုင်းလူတပိုင်းဆိုလို့ဌာနကြီးလာကောင်ကြီးတွေမှတ်တာဘယ်ဟုတ်မလဲဟိုရောက်မှမြင်းမော်ကမစင်းတဲ့ကောင်တွေကိုပြောတာဖြစ်နေတယ် ဒီလိုနဲ့စစ်ပွဲကြီးကိုစတင်ဆင်နွှဲလိုက်ကြပြီးပွဲစားကလေးကမောင်ကျော်ခဲတို့အသာစီးရရှိခဲ့တယ်။မောင်ကျော်ခဲတို့ရဲ့စစ်ပြူဟာကကြစ်လင်လုံတော့တစ်ဖက်ကရန်သူတွေလည်းဖိတောက်မပါဘဲထွက်ပြေးကြရတယ်။ဒါပေမဲ့လည်းတပည့်တွေလိုတိမကြောင်တဲ့အာတာလွတ်ဆိုရဲခေါင်းဆောင်ကောင်ကမောင်ကျော်ခဲလိုလူမျိုးကမှဝမ်းမရှင်းဖို့ထွက်လာတယ်။မောင်ကျော်ခဲလည်းလူရောမင်းရောတခါလေးကင်ပေါက်ပြစ်လိုက်ပြီးခေါင်းဆောင်နဲ့တကွတသားတချို့ကိုတုံ့ပြန်ဖြစ်ခေါ်လာခဲ့လိုက်ပြီးအဲဒီမှာအာတာလုတ်ခေါင်းဆောင်ကောင်ရဲ့ပြောစကားတချို့ကြောင့်မောင်ကျော်ခဲလေးအနေငယ်တွေ့ဝေးသွားခဲ့ရတယ်။ဒါပြန်ဇလန်းဆာလုံးကမောင်ကျော်ခဲကိုလာခေါ်တဲ့အမျိုးသမီးရဲ့မျိုးလုံးထဲမှာလည်းအာတာလုတ်ကိုတနာကျင်နာနေတဲ့အရေးအယံကိုတွေ့လိုက်ရတယ်။ ။အကြောက်ကလေးမတင်ငါလို့ဆိုပြီးခွန်မင်းကြီးလိုက်မှတကယ်တမ်းဝါနူးဘရင်ကသာအာနာသိမ်းထားတဲ့အကြောင်းကိုသိရှိလိုက်ရပြီ။အကြောက်ကလေးလည်းသူတို့ကိုသူတို့ဗမာနေမိမှသိရှိလိုက်ရလို့အရာအလုံးကိုပြန်လည်ပြပြမှုဆုံးဖြတ်လိုက်တယ်။အစ္စာဂန်ဖိုက်တာကြီးတယောက်ကတော့သူများကိစ္စတွေဝမပါခြင်းလို့ဆိုပြီးအစောကြီးကြံသွားခဲ့ပါပြီ။ဒီလိုကြံခဲ့တဲ့မောင်ကျော်ခဲနဲ့အဖွဲကလည်းအာတာလို့စီအာနာပြန်လည်အနေမှုအဆန်းကုန်စူးစမ်းကြရတယ်။အမေလည်းကျိုးတော့မကျိုးစားရသေးခင်မှာပဲဘရင်ကအရင်တီးသွားလို့မောင်ကျော်ခဲတို့ဖမ်းခံရပြီ။မောင်ကျော်ခဲပြန်တတိယလာတော့ဂေါ်စီလာဖမ်းတယ်လို့အဖမ်းခံနိုင်ရပြီးသူ့ရဲ့အရင်တိုင်းမိကဘရင်ရောက်ရှိနေတာကိုလည်းတွေ့ရတယ်။ တကယ်တော့မောင်ကျော်ခဲရဲ့ဘယင်ကိုယ်တိုင်မောင်ကျော်ခဲမိမနဲ့ကလေးတွေကိုတပစ်ခဲတာဖြစ်ပြီးအပြစ်တွေအကုန်လုံးလွှဲချပစ်ခဲ့တာဖြစ်ပါတယ်။အကြောင်းကားတော့တိုင်းသူပြည်သားတွေကဘယင်ထက်ပိုပြီးမောင်ကျော်ခဲကိုချစ်ခင်နေကြလို့ဘယင်လည်းမနာလိုလို့ပါ။မောင်ကျော်ခဲလည်းအဖြစ်မှန်နဲ့သိရှိသွားတော့အစားကားနဲ့ဒေါ်လာပြန်ထွက်သွားပြီးဒီကနေ့လွတ်ဖို့စတင်ရုန်းကန်တော့တယ်။ဖျားတပိုင်းလူတပိုင်းခွန်အားနဲ့မောင်ကျော်ခဲကိုမိသီးချုံနဲ့မှလည်းမတားဆီးနိုင်ခဲ့ပါဘူး။ဒီလိုနဲ့ပဲမောင်ကျော်ခဲနဲ့ဖွဲ့ပြန်လဲလွတ်မြောက်လာပြီးအရင်ဘယင်ရဲ့ဖိုက်ကိုဒါနဲ့သွားခွဲလိုက်ပြီ။ဒါပေမဲ့လည်းအပြစ်မှမောင်ကျော်ခဲတင်ကြားပေးထားတဲ့ဝါနူးတပ်ဖွဲ့ကြီးကမောင်ကျော်ခဲကိုပြန်တိုက်ခိုက်ကြဖို့စောင့်နေကြပါပြီ။ ပုံမိထားတဲ့ခွေးလေးလည်းကိုကိုဝိုင်းကြိုက်ကြတော့မောင်ကျော်ခဲရဲ့တစ္ဆာကန်ကြီးတယောက်လည်းပေးဆက်လိုက်ရတယ်။မောင်ကျော်ခဲလည်းလူကြီးကိုတစ်ချက်တည်းနဲ့အပီးပြေဖို့တဲ့ဧကရေကျောက်ယောက်ကြီးကိုတွန်းလဲကြည့်ဖို့ချတင်စူးစမ်းကြည့်တယ်။မောင်ကျော်ခဲလည်းစီးဒီရောဝမ်းနေပါထွက်အောင်တွန်းလဲလိုက်ရပြီးတော့နှစ်မိုင်လောက်ရှိတဲ့ကျောက်ယောက်ကြီးလည်းအောက်ခြေကနေစတင်ပြိုလဲသွားတယ်။တသားလေးလည်းအောက်ကိုပြန်ဆင်းပြေးလဲကြရပြီးဝါနူးဘီရင်လည်းကျောက်ယောက်ကြီးနဲ့သွားမှန်လို့အတူပါဖြစ်သွားပြီ။ နောက်ဆုံးမှာတော့ဘရင်မရှိတော့တဲ့ဝါနူးတပ်သားတွေအားလုံးလည်းမကြောက်ခဲရဲ့လက်အောက်မှာခစားဝင်ရောက်သွားကြရင်ဇလန်းလေးလည်းပြီးဆုံးသွားခဲ့ပါတယ်။အာဂျူလီနဲ့ဘုရားစကားဖြစ်ပြီးကျွန်တော်တို့လည်းဘာမှမဆိုင်နိုင်ဘူးလို့ဘာတင်ငန်းစာမှလည်းမပြီးတော့ပါဘူး။ကျေးဇူးတင်ပါတယ်။